င်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံထိပ်မှာတိုင်းရင်းသား135မျိုးနဲ့တိုင်းလို့ရှိကြပါတယ်ဒီထိမှာတော့လူဦးရေအများဆုံးလူမျိုးကြီးတွေလို့ဆိုရမယ်ကရှင်ကရားကရင် ရှင်မွန်ဗမာရခိုင်ရှင်လူမျိုးတွေပဲဖြစ်ပါတယ်ဒီလူမျိုးတွေထိမှာ လူမျိုးစုလူမျိုးတွေအဖြစ်တခြားသောလူနည်းစုလူမျိုးတွေဟာလည်းစုပေါင်းပြီးတော့နေထိုင်ကြတာဖြစ်ပါတယ်ဒီလိုလူမျိုးတွေထိမှာမိမိတို့လူမျိုးနဲ့သက်ဆိုင်တဲ့လူမျိုးစုလေးတွေဟာလည်းအတိအကျရှိနေကြတာပဲဖြစ်ပါတယ် ဒီလူမျိုးစုတွေဟာလေမိမိတို့ရဲ့ကိုယ်ပိုင်စာပေရင်ကျင့်မှုအမှုပညာယုံကြည်ကိုးကွယ်မှုနဲ့ရွရတလေးစရိုက်တွေကိုယ်စီကိုလည်းပိုင်ဆိုင်ထားကြပါလေမြန်မာနိုင်ငံမှာတော့ဒီလူမျိုးလူမျိုးတစ်ခုရှင်းစီရဲ့ရွရတလေးစရိုက်တွေကိုစိတ်ဝင်တစားလေ့လာမယ်ဆိုရင်တော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တမိုင်းမှတ်တမ်းတွေကိုသိရှိကြရမှာလည်းဖြစ်ပါလေဒီလူမျိုးလူမျိုးစုတွေထင်မှာမှာရခိုင်လူမျိုးတွေထက်က မျိုးနွယ်စုတစ်ခုဖြစ်တဲ့ကမန်လူမျိုးတွေအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။တချို့ကတော့ကမန်ကိုရိုဟန်ဂျာလာ၊ဘင်္ဂလီလာလို့အမည်တကြပါတယ်။တကယ်တော့ကမန်ဆိုတာရိုဟန်ဂျာလေးမဟုတ်သလိုဘင်္ဂလီလေးမဟုတ်ပါဘူး။ကမန်ဆိုတာဟာကမန်တွေပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုမျိုးရိုဟန်ဂျာလာ၊ဘင်္ဂလီလာလို့အမည်ရသလဲဆိုရင်တော့ကမန်လူမျိုးတွေဟာအစ္စလမ်ဘာသာကိုယုံကြည်ကိုးကွယ်ကြလို့ပဲဖြစ်ပါတယ်။ ရခိုင်ပြည်ထင်းမှာတော့ရခိုင်မျိုးနွယ်တွေအဖြစ်မျိုးခမီးမရမတဲ့တိုင်းနဲ့ကမင်းစတဲ့လူမျိုးတွေပါဝင်ရခိုင်မျိုးနွယ်တွေမဟုတ်တဲ့ရှင်းလူမျိုးတွေနဲ့ဘင်္ဂလီလူမျိုးတွေအများဆုံးနေထိုင်ကြပါတယ်ဆိုတော့ကမင်းလူမျိုးဆိုတာဘလို့လူမျိုးတွေလဲဘယ်မှာနေထိုင်ကြတယ်လဲဘလို့ယဉ်ကျေးမှုတလေးစရိုက်တွေရှိကြတယ်လဲဘာကြောင့်ကမင်းလို့ခေါ်ဆိုရတာလဲဆိုတဲ့အကြောင်းအရာတွေကိုလေ့လာကြည့်ရအောင်ပါ ကမန်ဆူတဲ့ဝါရဟာပါရှင်ပါတာစကားနဲ့လေးနဲ့များကိုခေါ်ဆိုတယ်လို့ဆိုပါတယ်ဒီလူမျိုးတွေဟာလေးနဲ့များအတဲ့ပညာကိုကျွမ်းကျင်စွာတက်မြောက်တဲ့အတွက်ကမန်လေးတည်တော်လို့ခေါ်ဆိုကြတယ်လို့လည်းဆိုပါတယ်တရှုကတော့လေကမန်ဆူတဲ့စကားဟာရခိုင်ပြင်လေးတဲ့ကိုအဆွေပြူပြီးတော့ကမန်လို့ခေါ်ဆိုရတာကနေလေးနဲ့များတဲ့မှာအမှုထမ်းဆောင်ကြတဲ့လူတွေကိုလည်းကမန်လို့ခေါ်ဆိုကြတာဖြစ်တယ်လို့ဆိုပါတယ် တက်ဂရီ1034ခုနှစ်နဲ့38ခုနှစ်ခုနှစ်မှာလေးမျိုးခေပရင်မျိုးကိုအိုးဆိုတဲ့ငနလုံးမဲ့လက်ထက်မှာ ကလာနဲ့သက်တွေဆိုးသွင်းတဲ့အတဲဓမ္မစီရအမေကြီးကစစ်တီအင်အား9000နဲ့ရှိတဲ့နေနဲ့ခဲ့ရပါတယ်။ဒီစီတဲ့တိုက်ခိုက်မှုအတွင်မှာကမဲလေးတဲ့ဟာလဲပါဝင်ခဲ့တယ်လို့ဆိုပါတယ်။တရှုမှတ်တမ်းတွေထင်မှာတော့မြောက်ဦးခေမင်းပါဘရင်လက်ထက်အဲ့ဒီ1430ခုနှစ်မှာမြောက်ဦးမျိုးပေါ်မှာ အစ္စလမ်ဘာသာကိုဖြန့်ရှိတဲ့အတွဲရခိုင်လူမျိုးတွေကပဲအစ္စလမ်ဘာသာကိုကူးပြောင်းတော်ကြတဲ့သူတွေဖြစ်တယ်လို့လည်းဆိုကြပါဗျ။နောက်ပြီးတော့1660ခုနှစ်မှာလေမြောက်ဥကိုရောက်လာတဲ့မကူမန်တာရှာရှူဂျာဟာသူမြောက်ဥကိုရောက်လာစဉ်မှာနောက်ပါတရှုကိုလည်းခေါ်ဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ဒီအုပ်စုတွေကိုတီရှာကြီးရော်တွေထားရှိပြီးတော့ရခိုင်စကားရခိုင်အမည်တွေကိုသာတွန်းဆွေးကြတယ်လို့ဆိုပါတယ်။ ဒီလူအုပ်စုတွေကိုလည်းကမန်းလို့ခေါ်ဆိုကြတယ်လို့လည်းဆိုကြပါတယ်။တချို့မှတ်တမ်းတွေထင်မှကြားပြင်တော့လေပါရှင်ကုန်သေးတွေဟာကုန်စည်ကုသင်းရင်နဲ့အခြေရှနေထိုင်လာခဲ့ကြတဲ့အတွက်ပါရှင်စကားနဲ့လှိနေများကိုကမန်းလို့ခေါ်ဆိုတာကိုထောက်ရင်ကမန်းဆိုတာပါရှင်လူမျိုးတွေဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်။ဒီလူမျိုးကမန်းနဲ့ပတ်သက်ပြီးတော့အယူအဆအကွေးပြားတွေရှိနေပေမဲ့လည်းရခိုင်သမိုင်းမှတ်တမ်းတွေထင်မှာတော့ရခိုင်ပြည်နယ်စစ်ရှိထွက်ရမှာကမန်တက်တွေဟာ အမေနဲ့လိုက်ပါတဲ့တာကိုတွေ့ရပါတယ်တကယ်တော့မြောက်ဦးခေရခိုင်ဘရင်တက်မှာအာရက်နဲ့ပေါ်တူဂီတို့လိုကျေးဇာနိုင်ငံခြားသားစစ်တီတော်တွေလည်းရှိနေခဲ့တယ်လို့ဆာမူရိုင်းတက်တဲ့ဟာလည်းရှိနေခဲ့ပါတယ်ဒါကြောင့်သမိုင်းမှတ်တမ်းတွေအရာကွေးပြားမှုတွေရှိနေရင်လည်းကမန်ဆိုတာကလို့ဟိုးအရင်ကလေးကရှိနေခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ကမန်ဆိုတာလူမျိုးအမိလုံးလုံးမဟုတ်ပဲလေတီတော်တွေပါဝင်တဲ့လေတဲ့ကိုခေါ်ဆိုတာဖြစ်ပြီးတော့ ဘယံရဲ့လေးတက်ဖွင့်ဝင်တွေကိုကမဲလို့ခေါ်ဆိုရတာကနေလူမျိုးအမည်ဖြစ်လာရတယ်လို့လည်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။ကမဲလူမျိုးတွေဟာဆိုရင်ရခိုင်ပြည်နယ်မှာရန်ပေ၊ကြောက်ဖြူ၊တန်တွင်းနဲ့စစ်တွေမျိုးတွေတွေမှာအဓိကနေထိုင်ကြပါတယ်။ကမဲလူမျိုးတွေဟာရွေ့ရည်အပြင်လည်းရခိုင်လူမျိုးတွေလို့ဖြစ်ပြီးတော့အစ္စလမ်ဘာသာကိုယုံကြည်သက်ဝင်ကြတဲ့ဆိုပေမဲ့မုတ်စီအရှိကြီးထားတာတွေအမျိုးသမီးတွေစာရီရှုံတာတွေကိုလည်းပြုလုပ်လို့မရှိကြပါဘူး။ နောက်ပြီးတော့ကမိန်တွေရဲ့မိခင်ဘာသာစကားဟာလည်းရခိုင်ဘာသာစကားပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ကမိန်လူမျိုးတွေရဲ့ရိုးရာဒလင်းစရိုက်တွေအကုန်လုံးဟာလည်းရခိုင်လူမျိုးတွေနဲ့အနည်းဆက်ဆုံးတူညီနေပါတယ်။ဥပမာရခိုင်လူမျိုးတွေဟာအိမ်ထောင်ရက်သားပြုတဲ့အခါမှာဝါတွင်းကာလကိုရှောင်ကြဉ်တတ်ကြသလိုကမိန်လူမျိုးတွေဟာလည်းဝါတွင်းကာလမှာအိမ်ထောင်ပြုတာကိုရှောင်ကြဉ်တတ်ကြပါတယ်။ဒါပြင်လူငယ်ကိစ္စတွေအင်သစ်တက်တာတွေနဲ့ပစုအင်းကြီးအသစ်တွေချုပ်လို့ရတယ်မှာ ပြတ္တရာရက်ကိုရှောင်ပြီးတော့ရရစာ နေကိုသာရွေးရှိကြပါတယ်။နောက်ပြီးတော့ငကဥကောင်လှေတဲ့ဘက်ကိုလည်းရှောင်ကြည့်ကြပါတယ်။ဒီလိုရွရဒလေးဆိုင်တွေထိကတကြံပွေးတော်မှာဆိုရင်လေကမန်လူမျိုးတွေဟာရေကစားထွက်တာတွေမန်းနဲ့ဆောက်ပြီးရေလောင်းရေပက်ခဏတွေအပြင်စူပါဝိုင်းပွေးပြီးတော့ရှက်ပြုတ်စားတော့ကြတဲ့ဒလေးတွေရှိပါတယ်။တဒန်းကျွဲတဆောင်မူလာတွေမှာဆိုရင်လေမိထွန်းပွေးတွေနဲ့တခြားသောပွေးလင်းတွေကိုပါကျင်းပါလေရှိကြပါတယ်။ ဒါပြင်ယထာဆွေပွေပြိုင်လောင်းပွေနဲ့ကျင်းပွေတို့ကိုလည်းကျက်ပါကြတယ်လို့ဒီလိုမျိုးပွေလဲဒီမှာလည်းပါဝင်ဆင်ရွေးတကြပါတယ်ဆိုတော့ကမဲလူမျိုးတွေဆိုတာဟာယုံကြည်ကိုးကွယ်မှုတစ်ခုသာအစ္စလမ်ဘာသာဝင် ဖြစ်နေပေမဲ့ကျင်းတဲ့ဘာသာစကားဝတ်စားဆင်ရင်မှုအရွရာဒလေးစရိုက်တွေအကုန်လုံးနှိပါဟာရခိုင်လူမျိုးတွေနဲ့အတူတူပဲလို့ဆိုရမှာပဲဖြစ်ပါတယ်ကမဲလူမျိုးတွေရဲ့ဒီလိုမျိုးဒလေးထုံတဲ့အစဉ်လာတွေထင်ပါတော့ မင်္ဂလာဆောင်တဲ့တလေဟာလေအလွန်တရာမှရှစ်စရာကောင်းလာပါတယ်။ကမင်တွေရဲ့လက်ထက်မင်္ဂလာဆောင်တဲ့အခါမှာသာသမိတွေနှစ်သက်တဲ့သူကိုယ်သာမိဘတွေကတောင်းယူလက်ထက်ပေးတတ်ကြပါတယ်။သာဖြစ်သူကနှစ်သက်တဲ့အမျိုးသမီးတယောက်ယောက်ရှိနေရင်ဒါမှမဟုတ်နှစ်ဦးသဘောတူရှိခင်နှစ်သက်နေကြပြီဆိုရင်တောင်းယူလက်ထက်ပေးဖို့ကိုမိဘတွေကိုအတိပေးကြရပါတယ်။ဒါပေမဲ့လည်းသတို့သမီးကိုတောင်းပေးဖို့အတွက်သားကိုယ်တိုင်ကမိဘတွေကိုတိုက်ရိုက်အတိပေးတဲ့ထုံးစံတော့မရှိပါဘူး။ မိဘတွေကိုအတိပေးတဲ့အခါမှာအဖေအယွေအမျိုးသားတယောက်ကိုအရင်ဆုံးပြောပြပြီးမှဒီလူကြီးတွေကနေတဆင်မိဘတွေကကိုယ့်ရဲ့သားသမီးဟာဘေသူဘေဝကိုသဘောကျနေတယ်ဘေသူဘေဝနဲ့ချစ်ခင်နေကြတယ်ဆိုတာကိုသိကြရတာပဲဖြစ်ပါတယ်ဒီလိုမိဘတွေသိရှိပြီးမှတဆင်မိသားစုရရလူကြီးတွေတိုက်ပင်ပြီးတော့သတို့သားလောင်းရဲ့တောင်းဆိုချက်ကိုမိဘတွေကလိလာပြီးတော့သတို့သမီးလောင်းကိုတောင်းရဖို့အတွက် အတုသမီးမိဘတွေကို တွစ်ဆုံပြီးတော့ကနဦးကြောင်းလဲဖို့သဘောတူစုံစမ်းကြရပါတယ်။အတုသမီးရှင်မိဘတွေကလည်းသမီးဖြစ်သူရဲ့သဘောထားကိုအမေမြန်ပြီးတော့နှစ်သက်လက်ခံတယ်ဆိုရင်တော့စစ်စစ်ကြောင်းလဲဖို့ဆောင်ရွက်ပေးကြရပါတယ်။ဒီနေရာမှာအတုသမီးကသာအတုသားဘက်က တောင်းရင်တာကိုလက်မခံနိုင်ဘူးလို့ဆိုရင်လည်းညှက်စုပိုက်ခွင့်ရှိပါတယ်။သမီးဖြစ်သူမနှစ်သက်တဲ့လူတွေနဲ့လည်းမိဘတွေက အတန်းအတမပေးစားလည်းမရှိကြပါဘူးသူတို့သမီးဖက်ကသာသဘောတူခဲ့ပြီးဆိုရင်တော့ဒုတိယအဆင့်အနေနဲ့လူကြီးစုံစွာပါဝင်တဲ့စစ်စစ်ကြောက်လွယ်ပွဲကိုဆောင်ရွက်ကြရပါတယ်ဒီလိုမျိုးစစ်စစ်ကြောက်လွယ်နိုင်ဖို့အတွက်တရော်လုံးကိုခေါ်ပြီးတော့ကွမ်းပွေနဲ့တွေ့ပြီးတော့လူကြီးစုံရရှိမှအသွင်းလက်ပွေဖြစ်တဲ့ရွှေငွေသားတွေကိုတရုတ်သားမိဖတွေကတရုတ်သမီးမိဖတွေစီကို ပေးအပ်ပြီးတော့စစ်စစ်ရပါတယ် စစ်စစ်ပြီးပြီဆိုရင်တော့နေကောင်ရတာကိုရွေးတာတတို့သားတတို့သမီးအရင်ကိုရွေးတာမင်္ဂလာမြောက်ဆူတောင်းပေးမဲ့သူတွေကိုရွေးရှိတာတွေကို ပေးတင်ဆရာနဲ့တိုင်ပင်ပြီးတော့နေသားရတာကြိုက်မကြိုက်တက်မဲ့ပြီးတော့မင်္ဂလာမြောက်ဆူတောင်းပေးနိုင်သူဟုတ်မဟုတ်ရွေးချယ်ကြရပါတယ်မင်္ဂလာရက်ကိုတက်မဲ့ပြီးမင်္ဂလာပွဲကျင်းပဖို့လည်းစီစဉ်ရပါတော့တယ်လက်ထက်မင်္ဂလာပွဲဟာ၃ရက်အထိကြာမြင့်ပါတယ် ပွေးကြိုနေကတော့ပွေးအတွက်ကြိုတယ်လွတ်ဆောင်ထားရမယ့်အစီအစဉ်တွေကိုပြောပြောပါပါလုကင်ကြပြီးတော့ပြောပြောပါပါပဲတိစုကကုန်ပြီးစုပေါင်းဆောင်ရွက်တတ်ကြပါတယ်ဒုတိယနေ့မှာတော့အရင်ကလေးကမင်္ဂလာကွင်းပွေးတင်ဖို့အစီအစဉ်ရှိပြီလို့သိစားတာနဲ့တရော်လူမှရှိတဲ့အိမ်တိုင်းကမုံမျိုးစုလုကြပြီးတော့တတို့သားအင်ကိုပို့ပေးရပါတယ်အဲ့ဒီမုံတွေကိုတတို့သမီးအင်ကိုလည်းပို့ပေးရမှာဖြစ်တဲ့အတွက်မိကလေးတွေကအလှတွေပြန်ပြီးတော့ ယောထိမှာစိတ်တင်းလှစ်လေပြီးတွာလာကြရပါတယ်။အဲ့ဒီနေ့ညနေပိုင်းကစပြီးတော့တတို့သမီးရဲ့အိမ်မှာလဲတတို့သမီးရဲ့တငေရှင်အပြိုးတွေဟာတတို့သမီးကိုစောက်ရှောက်ပေးကြရပါတယ်။ဒီလိုသမီးဆောင်ရှိမှမင်္ဂလာ အခမ်းအနားမှာမပါမဖြစ်ပါရမယ်။မင်္ဂလာစကောမှာထစ်သွင်းရမယ်။မုံရေရှင်အိုပေါပေါစတာတွေကိုမိကလေးတွေကကူညီဆောင်ရွက်ပေးကြပါတယ်။သတို့သမီးဆောင်တဲ့မိကလေးတွေဟာဆင်တသိက်ကိုရည်စင်ပြီးတော့ ရစ်စင်ထားတဲ့ဆင်ကို ထောင်ကြရပါတယ်။ထောင်ထားတဲ့ဆင်မှုကိုတော့မုံလုံးအဖြစ်လုပ်ပြီးတော့ပေါက်ပေါက်တွေနဲ့ရောပြီးထားရပါတယ်။နောက်ပြီးတော့ရစ်စင်မြဲတပြေညွန့်ငပြောသည်နှလုံးကိုလည်းစောင့်ထားရပါတယ်။နောက်တစ်ခါကွင်းသည်ကွင်းတွေကိုလည်းပူးပြီးတော့ရှည်ကြရပါတယ်။နောက်ဆုံးမှာတော့ဓာတ်တွေကိုစုပြီးတော့စကိုထင်းမှာထည့်ရပါတယ်။နောက်တနေ့မှာတော့မင်္ဂလာလက်ထက်မေးအနေဖြစ်ပါတယ်။ ဒီနေ့မနေ့စောစောမှာမင်္ဂလာအရှင်ကိုတက်မဲ့ပြီးမင်္ဂလာမြောက်ဆုတောင်းပွဲအစီအစဉ်ကိုတတို့သားတတို့သမီးနေအိမ်တွေမှာပြုလုပ်ကြရပါတယ်။မနေ့နေထွက်ရှင်ရဲ့ရေတက်ရှင်မှာမင်္ဂလာမြောက်လေးရှိကြပါတယ်။မင်္ဂလာမြောက်တယ်ဆိုတာကတော့တတို့သားတတို့သမီးတို့ကိုကြည်ပေါ်ရှက်တာအောင် မင်္ဂလာရှိအောင် မင်္ဂလာစကောမှာစီမင်းခွဲထွန်းပြီးတော့ဆုတောင်းပေးကြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုဆောင်ရွက်ပေးရတာကတော့လင်မယားကွေးဖူးတဲ့သူ ပေးဆုံးမှုတဲ့သူမဖြစ်စေရပဲလင်းစုံမရစုံရှိနေပြီးတာဥမွေးပေါ်ထားတဲ့မိသားစုကအင်းရှင်မကပဲသတို့သားနဲ့သတို့သမီးနှစ်ယောက်လုံးကိုအိမ်တွေမှာမင်္ဂလာမြောက်ဆုတောင်းပေးရပါတယ်ဒီလိုအိမ်ထောင်ဥလင်မယားဖြစ်ပြီးတော့တာဥယောက်ျားမွေးထားတဲ့သူကိုအညွန့်ဆောင်သူမင်္ဂလာရှိသူလို့သတ်မှတ်ပြီးတော့မင်္ဂလာအစီအစဉ်တွေမှာပါဝင်ဆောင်ရွက်ခွင့်ပေးတာလည်းဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မင်္ဂလာသတို့သမီးသတို့သားတို့နှစ်ဦးစလုံးဟာ ရရှိလာတဲ့ဣတိတိုင်းကိုကြွေမွေကြရပါတယ်။အဲ့ဒီအစီအစဉ်ပြီးတဲ့အခါမှာတော့အညွန့်ဆောင်သူလို့သတ်မှတ်ထားတဲ့ယောက်ျားမိန်းမတွေကဥဆောင်ပြီးတော့ယောက်ျားကဓာတ်ကိုကန်ဆောင်လာရပြီးရေခဲမဲ့ရေကံမှာ ရေကိုဓာတ်နဲ့ခုနှစ်ချက်ခုပ်ပြီးမှသတို့သမီးသတို့သားတို့ကိုရေရှိုးဖို့အတွက်သင်းစင်တဲ့ရေကိုကက်ပေးကြရပါတယ်။အဲ့ဒီအခါရေအိုးခုနှစ်လုံးငါးလုံးစသဖြင့်ခက်ယူကြရပြီးတော့သတို့သားသတို့သမီးတို့ရဲ့အပြိုရင်လူပြိုအရင်တငေချင်းတွေကလည်း သေးယူလာရပြီးတော့သူတို့ရဲ့နေအိမ်တွေမှာယေရှုပေးကြရပါတယ်။သူတို့သမီးသူတို့သားတို့ဟာရေမိုးရှိုးပြီးတော့အဝတ်အစားအကောင်အသိတွေကိုပြင်ဆင်ပြီးပြီဆိုရင်တော့ညနေပိုင်းအရှင်ကိုရောက်ပါပြီ။လက်ထက်မင်္ဂလာချမ်းပါမယ်သူတို့သမီးရဲ့နေအိမ်ကိုသူတို့သားရဲ့မိဖတွေကအခြေအရွယ်အဆောင်အယောင်တွေတပါးလေးယူဆောင်ပြီးတော့အတိအမှုအဆူအကတွေနဲ့စိတ်တန်းလှိမ့်လေပြီးတော့လာကြရပါတယ်။ဒီလိုလှိမ့်လေလာကြတဲ့အခါမှာလေဂျန်ပင်ရဲ့အညွင့်ကိုကိုက်ဆောင်ဖို့အတွက်သတို့သားအရင်တယောက် မင်္ဂလာစကောနဲ့စီမင်းကိုကန်ဆောင်မဲ့တတုသားအယံတယောက်၊ကွယ်အုံနဲ့ပန်းအုပ်ကိုကန်ဆောင်မဲ့အပြုဇေမိကလေးနှစ်ယောက်၊ဖျားအိယာခင်နဲ့ခေါင်းအုံတို့ကိုကန်ဆောင်မဲ့တတုသားအယံတယောက်ပါဝင်ရပါတယ်။တတုသားကခေါင်းပေါင်းတိုက်ပုံအင်စီနဲ့ရိုးရာရခိုင်လုံချေကိုဝတ်ဆင်ပြီးတော့ရက်တောင်နဲ့ဓာတ်ချောင်းကိုလည်းကန်ဆောင်ထားရပါတယ်။မင်္ဂလာစကောထင်မှတော့တပြည်ညွတ်နဲ့ရေဆင်းမြက်အညွန့်လေးတွေကိုစိုက်ထိုးထားပြီးတော့နှက်စီထပြီးတော့မိထွန်းထားတဲ့စီမင်းကွင်းတစ်ခွက်ပါဝင်ပြီးတော့ ဖွေးပြီးရှင်ဒီမိမိကြီးအောင်တတိပြုကြရပါတယ်။ဆံပေါက်ပေါက်မုန့်ဆက်တွေကျူးနဲ့ပူးရှိထားတဲ့ငပြိုသည့်နှလုံးကျူးနဲ့စိတ်ထားတဲ့ကွင်းရတွေထိထားရပါတယ်။ကွင်းအုပ်မှာတော့ကွင်းရံနဲ့ကွင်းသည်ပဲအုပ်ထင်မှာတော့အမဲမျိုးစုံအုံးစီနဲ့ပြီးတို့ကိုထိထားရပါတယ်။သဒုတဟာသဒုသမီးအင်ကိုရောက်တဲ့အခါမှာတော့သဒုသမီးရဲ့ညီမအငယ်ဆုံးဒါမှမဟုတ်မောင်အငယ်ဆုံးကသဒုတကိုချစ်စေးပြီးပြီးတော့သဒုတကလည်းမုန်ဖုံးငွေအဖြစ် ငွေတရှုကိုခြေစေးကအနေနဲ့ထုတ်ပေးရပါတယ်ခြေစေးမေးမောင်ညီမအငေဆုံးမရှိရင်တော့ဝင်ခွင်းမောင်ညီမအငေဆုံးကဆောင်ရွက်နိုင်ပါတယ်လက်ထက်မေးမင်္ဂလာမန်တဲ့ထင်မှာတော့တတို့သားနဲ့အတူလာကြတဲ့ပရိသတ်တွေကနေရာယူထိုင်နေတော့မှာတတို့သားယူဆောင်လာတဲ့ပဲအုပ်ထေကပဲတွင်နဲ့တတို့သမီးကိုဖိလိပြင်ဆင်ပေးကြရပါတယ်။အဲ့ဒီအချိန်မှာပဲကွန်အုပ်ထေကကွန်းတွင်နဲ့ရောက်ရှိလာတဲ့အစ်တီတွေကိုတိတ်ခင်အိတ်ခင်ကြပါတယ်။ တတို့သားတတို့သမီးတို့ရဲ့မိဖတွေကရောက်ရှိလာတဲ့လူကြီးသူမတွေနဲ့လက်ထက်ပွေးမှာ PM အသွင်းလက်ပွေးပစ္စည်းတွေကိုဖော်ပြပြီးတက်တည်ခံကြရပါတယ်။အဲ့ဒီနောက်မှာတော့ဒီလင်ဒီမယအိုအောင်မဲအောင်ပေါင်းရပါစေ။ဘဝအဆက်ဆက်အေးအေးရှင်းရှင်းနေရပါစေ။ဆွေမျိုးညတကာတို့ရဲ့အကြီးအမှုဖြစ်ပါစေ။ဆွေမျိုးညတကာအားကိုးရာဖြစ်ပါစေလို့ဆုတောင်းပေးကြရပါတယ်။အခုလိုလက်ထက်ပွေးပြီးတာနဲ့မင်္ဂလာပွေးအစီအစဉ်တွေဟာလည်းပြေဆုံးတော့ပြီဖြစ်ပါတယ်။ သတို့သားနဲ့သတို့သမီးတို့နေထိုင်ကြမဲ့နေအိမ်ကိုသွားရောက်ရပါတယ်။နှစ်ဖက်မိဘတို့ရဲ့ဘေးအိမ်မှာမဆိုးနေထိုင်နိုင်ကြသလိုကိုယ်ပိုင်အိမ်ယာရှိရင်လည်းသွားရောက်နေထိုင်နိုင်ပါတယ်။လက်ထက်ပြီလို့၃ရက်နဲ့9ရက်ကြာမှာတော့မင်္ဂလာမောင်နှံတို့ကငွေကြေးတက်နိုင်တဲ့အလျောက်မင်္ဂလာထမင်းကိုဖိတ်ခေါ်တည်ခင်းလေးရှိပြီးတော့လက်ရော်ထွေကအကြီးအကဲတွေဆွေမျိုးမိတ်ဆွေတို့နေအိမ်ကိုရှိခိုးကြတော့ဖို့သွားကြရပါတယ်။ အဲ့ဒီအချိန်မှာဆွေမျိုးမိသားတွေကမင်္ဂလာမောင်နဲ့အတွက်တက်နိုင်သလောက်မင်္ဂလာလက်ပွေလက်ဆောင်တွေကိုပေးကမ်းနေရှိကြပါတယ်။ဒါကတော့ကမဲရိုးရာ မင်္ဂလာဆောင်အခမ်းအနားအချင်းချုပ်လေးပဲဖြစ်ပါတယ်။သူဆန်းတာတစ်ခုကတော့ကမဲရိုးရာ မင်္ဂလာဆောင်အခမ်းအနားတွေမှာလက်ပွေပစ္စည်းတွေလက်ခံတာကိုမတွေ့ရပဲမင်္ဂလာဆောင်ပြီးမှသာမင်္ဂလာဇနီးမောင်နဲ့နှစ်ဦးဟာလူကြီးသူမတွေကိုရှိခိုးကတော်ပြီးတော့လူကြီးသူမတွေစီကပေးအပ်တဲ့မင်္ဂလာလက်ပွေကိုပဲ ယူဆောင်ထားရတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ကမဲလူမျိုးတွေဟာရခိုင်ဒေသအတွင်းမှာရှိတဲ့ဘယ်လူမျိုးတွေနဲ့မှပြဿနာတွေတဆုံတရာမရှိပဲအေးအေးရှင်းရှင်းနဲ့နေနေတွေ့တွေ့နေထိုင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့2010ခုနှစ်ကရခိုင်မှာဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခတွေအတွင်းမှာတော့ကမဲလူမျိုးတွေဟာကြားညက်ပြီးတော့အိုအိမ်စစ်စင်တွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီထက်မှအဆိုးဆုံးကတော့ရန်ပြင်းနဲ့ကြပ်ဖြူမျိုးတွေတွေပဲဖြစ်ပါတယ်။ပဋိပက္ခတွေရဲ့ တန်ကြောင်ကမဲတွေဟာရင်ကုန်နဲ့တခြားသော မြို့နယ်တွေကိုတင်ဆောင်ခဲ့ကြရပြီးတော့အဆအဆအရာရာဒုက္ခရောက်ခဲ့ကြပါတယ်။ရန်ကုန်မြို့ကိုပြောင်းရွှေ့လာကြတဲ့ကမဲလူမျိုးတွေဟာရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဘွယ်ကြီးနေရာမှာ ကမဲရောဆွေပြီးတော့တည်တန့်ရော်တည်ပြီးအခုအချိန်ထိနေထိုင်လို့ရှိကြပါတယ်။တချို့ငွေကြေးတတ်နိုင်သူတွေနဲ့အစိုးရအမှုထမ်းအရာထမ်းတွေကတော့တခြားသောနေရာတွေမှာနေထိုင်လို့ရှိကြတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးဒေသအတွင်းမှာအေးအေးဆေးဆေးနေထိုင်ပြီးတော့နှစ်ပေါင်းများစွာအတူတကွရှိလာခဲ့တဲ့ကမန်လူမျိုးတွေကိုတချို့သောတိုင်းရင်းသားမဟုတ်တဲ့လူမျိုးတွေကအခွင့်အရေးယူလာပြီးတော့ကမဲအမိကိုရယူလာကြတာတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံသားကက်ကိုရရှိဖို့အတွက်ကမဲအမိတွေကိုအသုံးပြုလာခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းကမဲတိုင်းရင်းသားဆစ်ဆစ်တွေကဥဆောင်ပြီးတော့2013ခုနှစ်မှာရန်ကုန်နဲ့ရခိုင်မှာရှိတဲ့ ကမိုင်တိုင်းရင်းသားတွေရဲ့လူ့ရေးစီရင်ကိုကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ရန်ကုန်နဲ့ရခိုင်ပြည်တဝဲမှာကမိုင်လူဦးရေဟာ2000နီးပါးနေထိုင်ကြတယ်လို့လည်းခံမှန်းပြောဆိုကြပါတယ်။ဒီလိုလူနည်းစုကမိုင်တွေဟာတစ်ဖက်မှာလည်းပါသာတူတာကိုအခွင့်အရေးယူပြီးတော့ကမိုင်လူမျိုးတွေအဖြစ်အမည်ကိုပြောင်းလဲခံယူလာကြတာတွေရှိနေပါတယ်။2018ခုနှစ်မှာတော့ကမိုင်လူမျိုးအမည်နဲ့လူပေါင်း3000ကျော်ကိုမက်ပုန်နဲ့ထုတ်ပေးခဲ့တဲ့အတွက်စစ်တေမျိုးပေါ်မှာ စနတုပ်ပုံမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။နောက်ပြီးတော့ရန်ကုန်မြို့ပေါ်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်နဲ့ကမဲလူမျိုးတွေကဗဒန်းစာရှင်လင်းဝိတွေလုပြီးတော့ကမဲမဟုတ်တဲ့တခြားသောမွတ်စလင်တွေကိုကမဲအမိသွင်းပြီးတော့မဲ့ပုံတွေထုတ်ပေးမှုကိုကဲကွဲခဲ့ကြပါတယ်။ဒီလူမျိုးဒေသအတွင်းပဋိပက္ခတွေထင်မှကမဲလူမျိုးတွေဟာချားညက်ခဲ့ရသလိုတချို့သောဘင်္ဂလီမွတ်စလင်တွေကလည်းသက်ဆိုင်ရာဌာနတွေကိုရှေ့ကပ်ပြီးတော့ကမဲလူမျိုးအမိကိုအုံရှာကား ိုင်ငံသားကိတ်တွေကိုရရှိအောင်ကြိုးစားကြတဲ့အတွက်လူမျိုးစုဖြစ်တဲ့ကမန်တွေဟာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ရင်ဆိုင်နေတိုင်းခရတာလေးဖြစ်ပါတယ်။ကမန်လူမျိုးတွေဟာပဋိပက္ခတွေအတွင်းမှာကြာညက်ခရသလိုစစ်ပွေးတွေအတွင်းမှာလည်းတခါတခြားသောဒေသခံတွေနေတူဒုက္ခရောက်ခဲ့ကြရပါတယ်။တကယ်တော့ကမန်တွေဟာမြန်မာနိုင်ငံမှာညှင်းချင်းစွာအတူတူကနေထိုင်လာခဲ့ကြတဲ့လူမျိုးစုတစ်ခုဖြစ်တယ်လို့ နိုင်ငံရဲ့တာဝန်တွေကိုလည်းနိုင်ငံသားပြည်ပြည်ထမ်းဆောင်လို့အခုအရှင်ဒီဌာနဆိုင်ရာအသေးသေးမှာအမှုတွင်အရာရှိတွေလည်းရှိနေပါတယ်။ဒီအထင်းမှာထင်ရှားတဲ့ကမင်လူမျိုးတွေကတော့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ပထမဦးဆုံးဥက္ကဋ္ဌဖြစ်တဲ့ဦးထွန်းစိန်။1920ပထမကျောင်းသားသပိတ်ကိုဦးဆောင်သူတက္ကသိုလ်ကျောင်းသားကောင်းဆောင်စစ်တူအထင်းမှာပါဝင်ခဲ့တဲ့ဥပရှင်လက်လျီမော်ဝဲဝင်သခင်သဲမောင်နဲ့တခြားသောပုဂ္ဂိုလ်တွေအားလည်းများစွာရှိနေပါတယ်။ တကယ်တော့ကမဲလူမျိုးတွေဟာယုံကြည်ကိုးကွယ်မှုတစ်ခုကလွေးပြီးရယ်ရခိုင်လူမျိုးစုတွေထင်မှာတော့ရခိုင်လူမျိုးနဲ့လူမျိုးရဲ့အရာရောဝတ်စားဆင်ရင်မှုရိုးရဒလေးနဲ့ယဉ်ကျေးမှုအရာပါအတူတူပဲဖြစ်ပါတယ်စစ်တီမျိုးနေမှာတော့ယောမသင်္ကန်းနဲ့တာယာကုန်းစတဲ့ကမဲကျေးရောသုံးရောရှိပါတယ်နောက်ပြီးတော့ကမဲလူမျိုးတွေအနေနဲ့ကမဲအမျိုးသားနေကိုဒဇွန်မာလာ9ရက်နေ့အဖြစ်သတ်မှတ်ပြီးတော့အမျိုးသားနေအခမ်းအနားတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ် ကမရအမျိုးသားနေကိုတမက်တာဟာရခိုင်ပြည်တွေကစစ်တွေမျိုးတန်တွေးမျိုးရန်ပြည်မျိုးစတဲ့နေရာတွေမှာကမန်ကျေော်တွေကိုနေရာရှာတာပြခဲ့တဲ့1910ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကိုကမန်အမျိုးသားနေလို့တမက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ကမန်အမျိုးသားနေဖြစ်မြောက်ရဲ့အတွက်2020ခုနှစ်မှာစတဲ့ကြိုးပမ်းခဲ့ကြပြီးတော့2021ခုနှစ်မှာတော့ပထမအကြိမ်ကမန်အမျိုးသားနေကိုစတဲ့ကျင်းပခဲ့ပါတယ်။ဒုတိယအကြိမ်မြောက်ကမန်အမျိုးသားနေကိုတော့2022ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဘွဲ့ကြီးကမယ်ရောမှာကျင်းပခဲ့ကြပါတယ်။နောက်ပြီးတော့စစ်တင်မြို့မှာရှိတဲ့ရင်ကျင်းမှုပြတဲ့အတွင်မှာရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ဝက်ဆာဆင်ရင်မှုရွရရင်ချင်မှုနဲ့ဒလိထုံးစင်တွေကိုပြသထားပေမဲ့လည်းကမဲနဲ့မရမာလူမျိုးတွေကိုတော့ဖော်ပြထားတာမရှိပါဘူး။ပြတဲ့အတွင်မှာရခိုင်မျိုးသက်တိုင်းနဲ့စားတဲ့လူမျိုးတွေရဲ့ရုပ်ထုတွေကိုပြသထားပေမဲ့လည်း ကမဲနဲ့မရမလူမျိုးတွေဟာပါဝင်မှုမရှိတာလည်းဖြစ်ပါတယ်ဒီလိုမျိုးတန်ရင်သားလူမျိုးစုတစ်ခုရဲ့ယဉ်ကျေးမှုနဲ့တလေးထုံးစင်တွေကိုမိမိတို့ရခိုင်ပြည်နယ်ရဲ့အထင်ကရဖြစ်တဲ့ယဉ်ကျေးမှုပြတဲ့အတွင်းမှာထည့်သွင်းဖော်ပြဖို့ကိုလည်းကမဲနဲ့မရမလူမျိုးတွေက တောင်းဆိုခဲ့ကြတော့လည်းရှိပါတယ်တကယ်တော့ကမဲလူမျိုးတွေဟာရခိုင်ပြည်နယ်မှာရှေးရခိုင်ကလေးကနေထိုင်လာခဲ့ကြတဲ့လူမျိုးဖြစ်ပြီးတော့ဘာသာစကားဝတ်စားစင်ရမှုရွရတလေးဇိုက်တွေအကုန်လုံးနှိမ့်မဲ့ဟာလည်းရခိုင်လူမျိုးတွေနဲ့တူညီနေပါတယ် ဒါကြောင့်ကမင်းဆိုတာရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်ပြီးတော့ရခိုင်ပြည်မှာတခြားသောမျိုးသက်တိုင်းနဲ့မရမာကြီးတို့လိုလူနည်းစုတိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ကမင်းဟာအစ္စလမ်ဘာသာကိုကိုးကွယ်ကြပေမဲ့မြန်မာနိုင်ငံတနိုင်ငံလုံးကတည်ကြတဲ့ဘင်္ဂလီတွေမဟုတ်ကြသလိုရိုဟင်ဂျာလူမျိုးတွေလည်းမဟုတ်ပါဘူး။ကမင်းဟာရခိုင်တိုင်းရင်းသားမျိုးတွင်ဝင်စစ်စစ်တွေသာဖြစ်ပါတယ်။နောက်ပြီးတော့ကမင်းဆိုတာရှေ့ခေတ်ရခိုင်ဘရင်နိုင်ငံတော်မှာ လေးစစ်တီတွေအဖြစ်သစ္စာရှိရှိတာဝယ်ထန်ဆောင်ခဲ့ကြတဲ့လေးတီတော်အနေတွေပဲဖြစ်ပါတယ်အခုချိန်ထိလည်းကမယ်လူမျိုးတွေဟာလူမျိုးရေးအရာရောနှောမှုတွေနေပါပြီးတော့တီးခြားနေထိုင်လို့ရှိကြပါတယ်ဒါကတော့တခိုင်တိုင်းရင်သားမျိုးနွယ်စုဝင်တွေထိက ကမယ်လူမျိုးတွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတွေအနေနဲ့လည်းရခိုင်ပြည်နယ်အတွင်းကလူနည်းစုတွေဖြစ်ကြတဲ့တိုင်းရင်းသားတွေရဲ့အကြောင်းအရာတွေကိုလေ့လာဖို့စိတ်ဝင်စားတဲ့ဆိုရင်တော့ ကမဲလူမျိုးတွေရဲ့ရွရတလေးစရိုက်တွေနဲ့ယဉ်ကျေးမှုစရိုက်တွေဟာလည်းအလွန်တရာအမှစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ကတော့မော်ရာဆိုပါ thank you